ဟယ်လိုအားလုံးမင်္ဂလာပါ။ United Shoe ကနေကြိုဆိုပါရစေ။အပြောင်းရွှေ့တွေမှာသတင်းတွေအများကြီးထွက်နေတဲ့အသင်းရဲ့ကွင်းလင်ကစားမဖြစ်သူ Bruno Fernandes နဲ့ပတ်သက်ပြီးတော့ David Ostein ကကျွန်တော် report လုပ်ထားတာရှိတယ်ပေါ့နော်။ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဆွေးနွေးရအောင်ပါ။ David Ostein ကတော့ဟိုလိုမျိုးပြောတာမဟုတ်ဘဲနဲ့သူ့အနေနဲ့လက်ရှိအခြေအနေပေါ်သုံးသပ်ထားတာပေါ့လေ။သူကပြောထားလဲဆိုတော့သူတို့ကြားသိထားရတဲ့သတင်းတွေအခြေအနေတွေမှာဆိုလို့ရှိရင်တော့ Bruno Fernandes ကလက်ရှိမှာ เนาะအသင်းပြောင်းရွှေ့ဖို့သူ လုံးဝစိတ်မဝင်စားဘူးပေါ့เนาะ Manchester United အသင်းရဲ့ဘက်ကတော့သူရဲ့ဘန်နာရေးအချီနေဘလူပဲရှိနေပါစေ Bruno ကိုရောင်းချဖို့လုံးဝရည်ရွယ်ထားတဲ့ပုံမပေါ်ဘူးပေါ့เนาะဒါဆိုလို့ရှင်တော့ဒီသတင်းကသူ့နွေရာသီကာလနဲ့နောက်ရာသီထိ Old Trafford မှာပဲဆက်နေသွားမယ်အချီနေမျိုးနဲ့ပြီးဆုံးသွားမယ်လို့သူထင်တယ် အဲယူနိုက်တက်ရဲ့အမြင်မှာတော့ဘရူနိုဖာနန်ဒက်စ်ဟာဘဲမှပြောင်းရွှေ့သွားမှာမဟုတ်ဘူးယူနိုက်တက်အနေနဲ့လည်းအပြောင်းရွှေ့ဖြစ်လာဖို့အသာထားဦးเนาะကံလန်းမှုတွေကိုလက်ခံစဉ်းစားဖို့တောင်းမှစိတ်ကူးရှိဖို့မပေါ်ဘူးပေါ့နော်သူတို့ကဒီကစားမကိုဗဟုပြုပြီးတော့အသင်းကိုအမှန်ကန်တိဆောက်ဖို့ပြင်ဆင်နေကြတာအခုချိန်မှာတော့တစ်ဖက်ကကံလန်းလာမယ့်ဂိမ်းကနေတွေကပြောပြောလက်ရှိဘလောက်ဘလောက်နဲ့ကံလန်းလာမယ့်ဆိုတာတွေကပေါ့နော်ဟိုသူတို့သိထားတဲ့အရာတွေကနေမျက်စိ ရသွားလောက်တဲ့အချင်းကြီးမျိုးဖြစ်သွားမလားဆိုတာလည်းမသိသေးဘူးဆိုပြီးတော့ဗောနော်သူပြောထားတယ်။ခြုံကြီးရရင်တော့ဘရူနိုဖာနက်စ်ဒီအတင်းပြောင်းဖို့စင်တာမရှိတယ်လို့ United ဘက်ကလည်းအတင်းကနေပြီးတော့ဒီကစားမဖြစ်သူကိုရောင်းချဖို့စင်တာမရှိဘူးဗောဗျာ။ဆိုတော့ဒါကပြိတဲ့အများစုအတွက်တော့ဒီဝမ်းသာစရာတင်ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။သူတပင်ကျွန်တော်တို့အနေနဲ့နွေရာသီအပြောင်းအရွှေ့မှာအမ်မိုရင်တော်တော်ကိုအလုရှုပ်မှာပါ။အမ်မိုရင်နဲ့မန်ချက်စတာယူနိုက်တက်နွေရာသီအပြောင်းအရွှေ့မှာတော်တော်ကိုအလုရှုပ်မှာ။ ကျွန်တော်အဲ့လိုမျိုးအလုတ်အများကြီးရှုံ့မဲ့အခြေအနေမျိုးမှာစိတ်ချရပြီးပါဆိုတဲ့တနေရာဖြစ်တဲ့ဘရူနိုဖာနက်စ်ရဲ့နေရာကိုပါပြန်အစားထိုးဖို့ကျွန်တော်တို့ကြိုးပမ်းရမယ်ဆိုရင်ဒီနေရာဒီမှာကျွန်တော်တို့ဘလို့မှန်ကိုပဲအဆင်ပြေမှာမဟုတ်ဘူးလှုပ်ရှားတွေအများကြီးရှိနေပြီးတော့ကျွန်တော်တို့မလိုအပ်တဲ့နေရာတွေပါလိုက်အစားထိုးနေရတဲ့ပုံစံတွေပါကျွန်တော်တို့ဖြစ်နေပြီးတော့ခေါင်းတွေတအားစားတဲ့နေရာတွေဖြစ်ကုန်မှာအမိုရင်အတွက်လှုပ်ရှားတွေကျွန်တော်တို့ပုံမင်သွားမှာဆိုတော့ဒါမျိုးကြီးကလုံးဝဖြစ်လာဘူးတွေအခြေအနေရှိတယ်လို့ကျွန်တော်မထင်ဘူးကျွန်တော်ဒီနေရာမှာတခုတော့ရှိတာပေါ့လေ ဒေးဗစ်ရော့စတင်ပြောလိုပဲလက်ရှိမန်ချက်စတာယူနိုက်တက်ရဲ့တာဝန်ရှိသူတွေအသင်းဘက်ကဖာနန်ဒက်စ်ကိုဗဟိုပြုပြီးတော့အသင်းကိုတိဆောက်ဖို့ကြိုးပမ်းမယ်။နော်ကြိုးပမ်းမယ်။ဒါအပြင်ကျွန်တော်တို့အသင်းဘက်ကလည်းလက်ရှိမှာဘလူးဘလောက်နဲ့ပဲကန်းလန်းလာပါစေ။ဘန်နာယီအခြေအနေတွေအသင်းမှာဘလူးပဲကြုံတွေ့နေရပါစေ။ဖာနန်ဒက်စ်လိုကစားမမျိုးကိုလုံးဝရောင်းချဖို့စိတ်ကူးမရှိဘူးပေါ့။ဒါကတော့မကန်းလန်းခင်ထိလိုပဲကျွန်တော်ထင်တယ်။ဟိုဘယ်လိုပြောမလဲ။တကယ်မက်လောက်เสียပမာဏဖြစ်တယ်ဆိုလို့ရှိရင်တော့အသင်းဘက်က ခေါင်းတွေပါတယ်ညိတ်ညိတ်သွားမှာလေဒါကကျွန်တော်တို့ဘာမှပြောလို့မရဘူးဝမ်းသာစရာကောင်းတာတော့ကျွန်တော်တို့ဟာ preparedness နဲ့အတင်းကိုတိဆောက်မဲ့အတင်းဖြစ်တဲ့အတွက်ဟိုလုံးဝပေါ့နော်ကြောင်းချဖို့စိတ်ကူးမရှိဘူးလို့ပဲပြောတာဒါတကယ်လို့မြန်ကျွန်တော်တို့တည်ကြစရာเนาะကျွန်တော်တို့ဒီလုံးဝတိတ်မငင်းနိုင်မဲ့ကန့်လန့်မှုမျိုးဖြစ်မယ်ဆိုလို့ရှိရင်အတင်းဟာပြောလို့မရဘူးဗျာထားပါတော့တန်တရာ90နဲ့ဥပမာကန့်လန့်လိုက်တယ်ဆိုလို့ရှိရင်ဘယ်လိုလုပ်မလဲအတင်းဟာတန်တရာ90ကန့်လန့်မှုကိုကျွန်တော်တို့ငင်းပယ်နိုင်ပါမလား ဘာလို့လဲဆိုတော့ကစားမဖြစ်သူကအသက်30ဖြစ်နေတာရယ်ကျွန်တော်တို့ဟာဗန္နာကြီးပြက်တနာတွေကိုကျွန်တော်တို့ဖြည့်ရှင်းဖို့ဆိုရင်တန်150ကအများကြီးအချိန်ကြီးကောင်းသွားမှာအများကြီးအသင်းတွေအားလုံးအဆင်ပြေသွားမှာအဲ့လိုအချိန်ကြီးမျိုးဆိုတော့အသင်းအနေနဲ့ပေါ့နော်อืมအဲ့ဒီဘက်ကိုစိတ်မယိုင်ဘူးလို့ကျွန်တော်ပြောလို့မရဘူးဟုတ်တယ်မလားအဓိကတော့ကန်းလန်းတဲ့ပမာဏအပေါ်မှာမူတည်တယ်ဗျာထားပါတော့တန်းတရာလောက်ပဲကျွန်တော်တို့ကတန်းတရာနဲ့ကန်းလန်းမယ်ကျွန်တော်ထားအောင်တန်းတရာနဲ့ ဥပမာဗောနော်တန်တရာနဲ့30နှစ်ရွယ်ကစားမတစ်ယောက်အတွက်တန်တရာနဲ့ကန်လန့်မယ်ကျွန်တော်ထားအောင်ပြန်ဒါခရစ္စတီယာနိုရိုနယ်ဒိုလောက်ပဲကျွန်တော်ရှိတာဟုတ်တယ်မလားအသက်30ကျော်နေတဲ့ကစားမကိုလေဆိုတော့အဲ့လိုမျိုးကန်လန့်မယ်ကျွန်တော်ထားအောင်အသင်းဘက်ကစဉ်းစားမလားနော်ကျွန်တော်တို့ကဖာနန်ဒက်စ်ကိုရောင်းချလို့တန်တရာရရတယ်ဆိုတာထက်ဖာနန်ဒက်စ်နေရာအစားထိုးဖို့အတွက်တန်တရာကျော်ပိုးကုန်မယ်ဆိုရင်တော့ဒါမကိုက်သေးဘူးလေမြင်ခြုံကြည့်ရင်အကယ်လို့တန်တရာ50နဲ့ကျွန်တော်တို့ကကန်လန့်နေဆိုလို့ရှိရင်ဗျာဖာနန်ဒက်စ်နေရာကိုပြန်အစားထိုးဖို့တန်တရာနဲ့ဗောနော်ကျွန်တော်လောက်တယ် အမေ90နဲ့ဘောနော်ကျန်တဲ့90ကဒါအတင်းတွက်ဒါအချီနီကဟုတ်သွားပြီအမ်ဘာနာကြီးပြည်တနာတွေကိုဖြည့်ရှိမှုအတိုင်းတာတစ်ခုဒီအချီနီကောင်းသွားပြီဆိုရင်အတင်းဘက်ကအဲ့ဒီကန်လန်မှုကိုအာယုံရလာလိမ့်မယ်เนาะကျွန်တော်သဘောမကျလာဘူးလို့ကျွန်တော်တို့ပြောလို့မရဘူးဗျာဒါဒါမိုးတွေကဘောနော်အားကြောင့်ပြိုင်ဘက်ရဲ့ကန်လန်မှုတွေအပေါ်မှာအများကြီးမူတည်ရလို့ကျွန်တော်ယူဆတာဆိုဆိုလည်းပဲဟိုလက်ရှိအချိန်ကြီးကတော့အတင်းဘက်ကဘောနော်ဘာနာကြီးပြည်တနာတွေဘလောက်ပဲအခက်အခဲကြုံနေရပါစေ Fernandez ကို လုံးဝလက်လုပ်ဖို့စံထားမရှိဘူးပေါ့နော်ဘရူနိုဖာနက်စ်ရဲ့ဘက်ကလည်းလက်ရှိအချိန်ကြီးမှာဆလို့ရှိရင်အသင်းပြောင်းရွှေ့ဖို့သူစိတ်မဝင်စားဘူးပေါ့ကျွန်တော်ပြောချင်တာကဖာနက်စ်အတွက်ကအသင်းမှာပဲဆက်ရှိဆက်ရှိအသင်းပဲဆော်ဒီကိုပဲပြောင်းရပြောင်းရသူ့အတွက်အနှုတ်လက္ခဏာဆောင်တဲ့အရာဘာမှမရှိဘူးဘာမှမရှိဘူးအကယ်လို့မန်ချက်စတာယူနိုက်တက်မှာဆက်ရှိရမယ်ဆလို့ရှိရင်အသင်းကောင်းဆောင်ဖြစ်တယ်ဗျာနော်တပတ်ကိုမင်း3သိန်းကျော်ရနေတယ်ဗျာတပတ်ကို3သိန်းကျော်ရနေတယ်ဗျာမင်းဘလို့စိတ်ပူစရာရှိတော့မအောင်ဟုတ်တယ်မလားနော်တပတ်ကို3သိန်းကျော်ရနေတယ် ူကဲကလေးဒီနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကြည့်ရလဲပဲ UK မှာအခြေကျနေပြီအမျိုးသမီးလည်းပဲ UK မှာအခြေကျနေပြီမိသားစုကလည်းအဆင်ပြေနေပြီသူ့အတွက်လည်းတက်တောင့်တတရှိတဲ့ပတ်ဝန်းကျင်ကျွန်တော်ဖြစ်လာပြီဘယ်လိုလုပ်ပြီးတော့ကျွန်တော်လိုမလဲဟုတ်တယ်မလား finalist တွေစိတ်ပူစရာမလိုဘူးလေအတင်းကလည်းသူ့ကိုအဓိကထားပြီးတော့အတင်းကိုတိဆောက်တော့မယ်ဆိုလို့ရှိရင်ဟုတ်တယ်မလားနော်အကယ်လို့အဲ့လိုမဟုတ်ဘူး sorry ကိုပြောင်းရမယ်ဟေးဆိုလို့ရှိရင်အတင်းဘက်ကသူ့ကိုကန်လန်နဲ့တန်ကြီးကတန်တရာမို့လို့120မို့လို့150မို့လို့ငါတို့တော့ဟိလက်ခံမှုစဉ်းစားထားတယ် Bruno င်းအတင်းပြောင်းဖို့စိတ်ကူးရှိမလားဆိုလို့ရှိရင်တွင်းအတိုင်းပဲသူပြောင်းမယ်ဆိုလို့ရှိရင်လည်းပဲဗျာတရားဒီကိုမြန်မာလေလောက်ခလာစာ63သန်းလောက်ကျွန်တော်ရမှာအရာအလုံးဟာအဆင်မပြေတရားအကြောင်းကိုမရှိဘူးဆိုတော့ final test အတွက်ကအတင်းမှာပဲဆက်နေဆက်နေနော်အတင်းမဲပြောင်းမပြောင်းမှာအနှုတ်လက္ခဏာဆောင်တဲ့အခြေအနေမျိုးဆိုတာလုံးဝမရှိဘူးလုံးဝမရှိဘူးဆိုတော့ဒီတော့ဟိုလက်ရှိမှာအတင်းမပြောင်းခြင်းမှုဆိုတာကလည်းတိတ်တော့ပြဿနာဖြစ်နေအနေအထားမျိုးကျွန်တော်မဟုတ်ဘူးနောက်နောက်ရစရာအခြေအနေမျိုးကျွန်တော်မဟုတ်ဘူးဗျာ အသင်းဘက်ကတော့ဒါလက်လုပ်ဖို့ဆန္ဒမရှိဘူးဆိုတော့ပြိသက်အများစုတွေကနည်းနည်းစိတ်အေးသွားမှာပေါ့လေဆိုညီကရုအနေနဲ့ရောကျွန်တော်တို့အသင်းရဲ့ဘက်ကဒီခံယူချက်ကပြိုင်ဘက်ကန့်လန့်မှုတွေအပေါ်မှာမူတည်ပြီးတော့စိတ်ပြောင်းသွားနိုင်တယ်လို့ညီကရုထင်ကြလားဆွေးနွေးကြပါအားလုံးကိုကျေးဇူးများတင်ပါတယ်